ကျောင်းတော်ကိုလိုက်လာပြီးတော့မြတ်စွာဘုရားကိုရှောက်တယ်အရှင်ဘုရားတဲ့တပီးတော့လိုချင်တဲ့ဆုတစ်ခုတောင်းမရစေပါဆိုတော့မြတ်စွာဘုရားတခါတော့မင်းတရားတဲ့ဖရာဆုပေးခြင်းဆုချခြင်းမလုပ်တော့ပါဘူးလို့ဆိုအဲ့ဒီဆုမျိုးပြောတာမဟုတ်ပါဘူးတဲ့တပီးတော့တောင်းမဲ့ဆုကပြစ်ကင်းပါတယ်ပေါ့ဘာတော့ပြောပါလို့ဆိုတော့ မိဘတွေကသာသမီတွေပေါ်မှာမျောလင့်ပြီးတော့ချစ်ခင်တဲ့အချက်ဟာเนาะအေးတူအေးပါရိုးတွင်ချင်းစီထိအောင် ဖောက်ပြီးတော့တီးပါတယ်တဲ့မိဘတွေကသာသမီကိုရိုးတွင်ချင်းစီထိအောင်မျောလင့်ချက်တွေနဲ့ချစ်ခင်ကြပါတယ်အရှင်ဘုရားသင်္ကန်းကိုတောထွက်သွားတော့ကတပည့်တော်စိတ်ဆင်းရဲမှုကိုမြဲမနှဲခံစားကြရတယ် နန္ဒမင်းသားတင်ကန်းဝတ်သွားတော့ကလည်းပဲယူကျုံမရဖြစ်ခဲ့ရတယ်။မြေတော်လေးရဟုတ်လား။တင်ကန်းဝတ်သွားတော့လည်းယူကျုံမရဖြစ်ရတယ်။တပည့်တော်လို့ပုပ်ကိုတောင်းမှပဲ။ဒီသားတွေမြေတွေပေါ်မှာအခုလို့တရားစင်တွေကြီးမားပြီးယူကျုံမရဖြစ်ရတာ။တခြားမိဘတွေကိုချင်းစာကြည့်။ခြားမိဘတွေလည်းသားသမီးတွေဒီလိုခေါ်ပြီးတော့တင်ကန်းဝတ်ပေးမယ်ဆိုယူကျုံမရဖြစ်ကြမှာ။ဒါကြောင့်မို့ ဒီနေ့ကစပြီးအရှင်ဖုရားမိဘတွေသဘောမတူတဲ့သားသမီးကိုသင်္ကန်းဝတ်မပေးပါနဲ့ဆိုရင်ဆုတောင်းတယ်။အဲ့ဒါနဲ့မြတ်စွာဘုရားကခွင့်ပြုလိုက်တယ်ခွင့်ပြုပြီးယဟန်တွေကိုမှားတယ်။နဗိခွေမာတာပိတုဟိအနန္တညတံပုဒ္ဒံပပ္ပစီတပါမိဘနှစ်ပါးကကြည်ကျဉ်နဲ့နဲ့ခွင့်ပြုထားတာမဟုတ်တဲ့သားသမီးကိုသင်္ကန်းဝတ်မပေးရဘူးလို့ဆိုတဲ့ဥပဒေထွက်လာခဲ့တယ် ဒါကြောင့်မလို့ဒီကနေ့ယဟန်ခံတဲ့အခါမှာမိဘနှစ်ပါးကခွင့်ပြုတာဟုတ်ကဲ့လားလို့ဆိုမိကွန်လေးကိုမေးတိမ်ထဲမှာဒီမိကွန်မေးရတယ်အဲ့ဒါတောတော်ရဏမင်းကြီးရဲ့လျှောက်ထားချက်